ဒီမျိုးသမီးကယုတ်တည်းပဲလူကိုကြားရဲကိုလဲကြည့်လိုက်တော့မထင်မှတ်ပဲနဲ့သူမရဲ့ယောက်ျားကအပြင်မှာမိမတယောက်နဲ့ဖောက်ပြန်လို့နေပါတယ်။တမီးလေးတယောက်ပါရှင်နေခဲ့ပြီးတော့အဲ့ဒီမြင်ကွင်းကြောင့်သူမဟာအသေးတစားစီဖြစ်သွားရပြီးစိတ်ရှင်းသွားအောင်သွားပြီးတော့မေးချင်မိမဲ့လေသူမသိခံပြီးတော့လှည့်ပြန်လို့လာခဲ့ပါတယ်။အင်းတော်တန်တန်းဆယ်နေတွင်မှာတော့တယောက်ကြားဒါလောက်ပြုံးပြောင်းနေတာတခါမှမမြင်ဘူးခဲ့တာပါ။သူဒီပါတယ်တက်တည်ရှိပေမဲ့လေဒေါသကြီးတဲ့သူ့ရဲ့ယောက်ျားကိုဘလုံနင်းနေမှမနိုင်ဘူးဆိုတော့ဒါကြောင့်မဲ့သူဘာမှမသိတလို့ပဲနေလိုက်ပြီးတော့ဇနီးအဖြစ်ဆက်ရှိနေဖို့ဆုံးဖြတ်လိုက်တာပါ ကလေးတဲရှိမှာစူးစမ်းပြီးတော့မျက်ရည်မကြောင်ထိန်းထားနေတာကိုတဲတဲစံတိုင်းမိုးကပါရွာချလာခဲ့ပါတယ်။မိုးနဲ့မျက်ရည်ရောသွားတဲ့အခါမှာတော့ညစ်ပေနေတဲ့အမျိုးသားတယောက်ကနောက်ကနေသူ့တို့သားမိကိုထီဆောင်ပေးလာပါတယ်။အဲ့ဒီအမျိုးသားဟာနောက်ကျရင် အာမီနဲ့လင်မိုးဆိုင်ကအရေးပါတယ်လို့ဖြစ်လာမယ်သူပါ။အမျိုးသားကပြောပါတယ်သူလည်းဒီလမ်းအတိုင်းသွားမလို့ပါတဲ့။ဒါကြောင့်သူတို့ကိုလိုက်ဖို့ပေးနိုင်တယ်ဆိုပြီးတော့ပြောပြီးနောက်ပြီးတော့သူကပြောပါသေးတယ်။ဒီထိကအင်္ဂလိပ်လက်မှုပညာရှင်တဦးစီကနေတင်ပြီးတော့ဖဲချီလို့ခေါ်တဲ့ပိစာတစ်မျိုးနဲ့ပြုလုပ်ထားတာတဲ့။စေကြီးမှာပဲနော်ဆိုတော့မကြီးပါဘူး90ပဲလို့ပြောပြီး ဒါပေမဲ့ကျွန်တော်တို့ရွှေနေစာ90မကလာဘူးတဲ့နောက်ထပ်90တို့ပြီးတော့တကြက်နဲ့ဝယ်လာခဲ့တာလို့ပြောပါရယ်ခင်ဗျားထင်တော့ကျွန်တော်ယူနေတယ်လို့ထင်တယ်မလားတကယ်တော့မဟုတ်ပါဘူးတဲ့စီးပွားရေးလုပ်တယ်ဆိုတာပစ္စည်းတက်မှုကြည့်ပြီးတော့တွေ့ချက်ရတယ်ဒီလိုလုံးမှပစ္စည်းကောင်းတွေကကဘာကျွန်နိုင်မှာပါအမျိုးသားရဲ့ကိုပိုင်အမြင်ကြောင့်ပဲအာမီဟာသူ့ကိုချီးကျူးပြီးတော့အထင်ကြီးနေပါတယ်။ဒီချိန်မှာလူတယောက်ကထီးနဲ့တာမီတုံယောက်ကိုလာကြပါတယ်။အဲဒီမှာသူသိလက်ရတာကအာမီကလင်မှုဆိုင်ရှင်ရဲ့ဇနီးဆိုတာကိုပါ သူကသူချင်းကြီးဆိုပြီးတော့မှမိတ်ဆက်လိုက်တယ်လို့တူချူမှမွေးဖွားပြီးတော့ချက်ချင်းပဲလင်မှုဆိုင်မှာအလုပ်ရတော့ပါမယ်ခုနကဘာမှမတိခဲ့လို့သူရှက်ပြီးတော့မြင့်မြင့်တဲ့လူရဲ့ဇနီးရှင်မှာစီးပွားရေးအကြောင်းလေးပြောနေခဲ့မိတာပါအာမီဟာအင်းရင်းစည်းဝါးကြီးကိုဂင်းမဆိုင်ဘူးဆိုပေမဲ့သူတိနေတာကကျင်းကြီးဟာအထင်ကြီးစရာလူတယောက်ဖြစ်နေပါတယ်။ရွှေကတက်လက်ပြီးတော့မှညံကောင်းပါတယ်။ရောက်တာမှကြာသေးပြီမဲ့သူဟာအကုန်လုံးကိုမှတ်မိနေပြီးတော့ဧည့်သည်တွေရဲ့နာမည်နဲ့အကျိတ်ပြီးတော့မှငွေကြီးတွေ့ချက်တာလေးအရန်တော်ပါသေးတယ်။ အရေးကြီးတာကတော့လူတိုင်းကိုဖော်ဖော်ယူဆက်ဆံနိုင်တာဖြစ်ပြီးသူရှိတာကြောင့်ဆိုင်ဟာရောင်းအပ်ပို့ပြီးတော့ကောင်းလာတာနေမကပါဘူးပတ်ဝန်းကျင်နဲ့ဆက်ဆံရေးလည်းကောင်းလာပါတယ်ဒါနေမကသေးပါဘူးသူဟာသဘောကောင်းပြီးတော့လုံရဲကန်ရဲလည်းရှိပါတယ်ဒီနေ့မှာတော့ဆိုင်ဟာကလေးတယောက်ကပြစည်းတဲ့နဲ့တကြောင်တွေဖိတ်သွားတာကိုတတိကမြင်တော့ဆူလိုက်တာကြောင့်ကလေးကလန့်ပြီးတော့ခြေခွေထိုင်းချသွားခဲ့ပါတယ်မတင်မပဲနဲ့ချင်းကြီးကတတိကိုချက်ချင်းစကားသွားပြီးပြောပါတယ်ဘာဖြစ်လို့အရန်ငယ်တဲ့ကလေးကိုပြစည်းတဲခိုင်းရတာလဲတဲ့တချို့လူတွေကအရန်နေတိုင်းကြတယ်နော်ကျွန်တော်ပဲတဲလိုက်ပါမယ်တဲ့ တင်ရတင်ရဆိုတဲ့စကားလုံးရှိပါတယ်။အားလုံးလည်းသူလို့နေတာသူ ရှိတာပဲလေ။မင်းပါပြောတာလေလူတယောက်ရဲ့ဆုံးမတာကိုခံလိုက်ရတာကြောင့်တတိယမျက်နှာပြတ်သွားခဲ့ပြီးတော့ပဲနောက်ပိုင်းကျင်းကြီးကိုမျက်စိစပယ်မွေးဆူလာခဲ့တာပါ။အဲဒီနေ့မှတတိယငွေစင်းစင်းနဲ့ငွေကြေးကောက်ဖို့တခုကြံနေတာတွေ့တော့ကျင်းကြီးကိုမေးပါတယ်။ဘာလို့ပြောထားတဲ့အတိုင်းစင်းရင်အတိအကျမလုပ်တာလဲတဲ့။ကျင်းကြီးကပြန်ပြီးတော့ပြောပါတယ်။ကျွန်တော်အဲ့ဒီဆိုင်ကိုသွားပြီးတော့ကောက်သေးတယ်။သူတို့လည်းအဆင်မပြေသေးဘူးဆိုလို့နောက်မှသွားကောက်ဖို့လုပ်နေတာပါတဲ့။ ဂျင်းကြီးကသူ့သမားညူလုံးနေတာသိလိုက်တဲ့အခါမှာမင်းကိုမင်းပါတင်နေလဲဆိုပြီးတော့ချက်ချင်းပဲငွေသွားတောင်းခိုင်းပါတယ်။တရေစိတ်လူတော်ကိုမြင်ပြီးတော့ဂျင်းကြီးကလည်းမပြောရတာကြောင့်ချက်ချင်းငွေသွားတောင်းလိုက်ပါတယ်။သူပြန်လာတဲ့အချိန်မှာမိုးကချုံနေပါပြီ။တဘက်ကမနေ့ပြန်မပေးမယ်လို့ပြောလိုက်တာကိုသူ့သမောင်းနဲ့သူပြန်ပြီးတော့သူတို့ရဲ့တင်မောတယ်ဆောင်ကားကိုဆိုင်ရှင်ကပေးမယ်ဆိုပြီးတော့မှလက်ခံခဲ့ပါတယ်။သူကမနေ့ပြန်ကုန်နေတဲ့တင်မောကလွတ်နေတာကြောင့်အတော်ပဲတဲ့။အဲဒီကျမှကုန်တွေကိုတင်လိုက်ရအောင်လို့ပြောပြီးစကားတစ်ခုနဲ့နှစ်ပတ်စလုံးမနေ့နာစီရတော့ပါဘူး။တတိယကတော့စိတ်ကျဉ်တဲ့ဂျင်းကြီးကို ဒေါသနေထွက်ပြီးတော့မှမင်းဟာစိတ်အေးနိုင်သေးတယ်ပေါ့တပတ်ကိုကုန်းတွေကပြီးမှငါတို့အမြင်အများကြီးရမှာနောက်နေ့ကစပြီးတော့မင်းငွေတော့မကောင်းနေတော့မနေ့ပြန်မင်းလူထန်းလေးကိုပဲတောင်းပန်လိုက်တော့လေလူထန်းလေးမောင်းတာကအရန်ကိုနှိမ့်ကြတဲ့အလို့တစ်ခုပါပဲမူးရရနေဖို့ကိုတတိကိုကျို့ဖို့ဒါမှမဟုတ်ဧည့်ကျို့ဖို့ဒါတော့ဘလို့ပဲဖြစ်ဖြစ်တတိဟာကျင်းကြီးပေါ်မှာမကျင်းနေသေးပါဘူး တုံးရပြီးတဲ့နောက်မှာတော့အာမီရဲ့တအားဖြားပြီးတော့ဆုံးသွားခဲ့ပါတယ်။ကလေးကအာမီရဲ့အသက်ဖြစ်တာကြောင့်ပဲကလေးတွေ့ဆိုရင်သူဟာတည်ပြီးနိုင်ပါတယ်။ဒါပေမဲ့ထင်မှတ်မထားဘဲနဲ့သူ့ရဲ့ယောက်ျားကပြောပါတယ်။တဟာလုံးကလေးမှာစိတ်မကောင်းဖြစ်နေကြမလို့ဘူးတဲ့။ဒေါ်တီရဲ့ငါတို့မှာအမွေဆက်ခံဖို့နှစ်ယောက်ကြံနေတယ်။အာမီမတွေ့လိုက်မိတာကသူ့ရဲ့ယောက်ျားကအဲ့လိုလူမျိုးဆိုတာပါ။ဒီချိန်မှာကျင်းကြီးလေထွက်သွားဖို့အတွက်ရွေးချယ်ပြီးကလေးမရှိတော့တဲ့နောက်မှာအာမီဟာမစားနိုင်မတော့နိုင်ဖြစ်ပြီးတော့အရင်ချိန်တွေကိုနှမျောလာမိပါတယ်။ဒီကအင်ကူကအဖို့ပြူပြီးတာကြောင့်ပဲအာမီစိတ်ဒုက္ခကနေရုံထွက်နိုင်ခဲ့ပြီးတော့ ပြန်ကောင်းလာပြီးတဲ့နောက်မှာပထမဦးဆုံးကျင်းကြီးရဲ့မွေးရမီတူချိုကိုသွားခဲ့ပါတယ်။ကျင်းကြီးကိုလင်မှုဆိုင်မှာအလုပ်ပြန်လာလို့ပို့ပြောနေပြီးကျင်းကြီးကပြန်ပြီးတော့ပြောပါတယ်။အတိမပြုခင်ရမှာလူတိုင်းကတန်ဖိုးရှိမှာအဖိုးကြီးကငါ့ကိုမုန်းနေတတိယအတိမမပြုတဲ့ဆိုင်မှာအလုပ်လုပ်ဖို့ဆိုတာအဆင်မပြေနိုင်ဘူးတဲ့။အဲ့ဒီချင်းအာမီလက်ထဲကနေပယုတ်ထုတ်သေးလေးထုတ်လိုက်တာကိုကျင်းကြီးကတွေ့တော့စိတ်ဝင်စားသွားပါတယ်။သူကပြောပါတယ်ပယုတ်ကကလေးကောင်းမီနဲ့ထိလက်ကင်လို့လို့ရတယ်တဲ့။ဂျပန်မှာတကြားနဲ့ပယုတ်ဟာအဖိုးတန်ပြီးကြာရတဲ့လောက်ကတော့ဥရောပမှာပယုတ်ကိုကြည်ကြည်ပြင်းပြင်းအသုံးပြုကြတာပါ ျွန်တော်ယုံကြည်ပါတယ်ပြည်ဟာရေရှည်စည်းဝါးအတွက်အကျိုးပြုနိုင်တယ်လို့အာမေကပြောပါတယ်ရှင်းရစည်းဝါးရေလို့ရတာသဘောကျတယ်လို့ထင်တာပဲတဲ့တကယ်လို့ရှင်လင်မှုဆိုင်ကိုပြန်လာမယ်ဆိုရင်ကျွန်မကတိပေးတယ်ပြည်ဦးနဲ့ပတ်သက်တဲ့စည်းဝါးရေတွေကိုရှင်းကိုပေးရမယ်လို့ပြောပါတယ်ကျွန်မအင်ကဟိုလူကြီးအတိမတ်မပြည့်ရင်တော့မှကျွန်မရှင်းကိုစောင့်ရှောက်ပေးမယ်တဲ့အခုရှင်နဲ့လင်မှုဆိုင်ပတ်သက်နေတာပါငါတို့တလန်းချင်းစီစူးစမ်းရမယ်ပြန်လာပြီးတော့ကျွန်မကိုကူညီပေးပါလို့ဆိုပါတယ်ငါတို့အတူတူလင်မှုဆိုင်ကိုပြန်ပြီးတော့ထူထောင်ရအောင်တဲ့ ။ဆိုရစကားအတိုင်းမှာပဲပညာရှိအားမှန်ကန်တဲ့လမ်းကိုထိုက်တန်ပါတယ်။ကျင်းကြီးလေလူတွေတရေပြုံးမိတဲ့အချိန်မှာတောက်ပလာနိုင်ခဲ့ပါတယ်။ရှင်းနေကြပြီးတဲ့နောက်မှာတော့အာမီရဲ့ယောက်ျားဖြားပြီးတော့တေဆုံသွားခဲ့ပြီးအကိုဖြစ်တဲ့သူကအာမီကိုဆိုင်ပိတ်ခံလိုက်ပြီးတော့ကလေးနဲ့အတူတူသူနဲ့မွေးရမီကိုပြန်ပြီးတော့နေဖို့တဲ့ပြောပေမဲ့အာမီကတော့လင်မှုရဲ့အိမ်စီးပွားရေးလုပ်ငန်းကိုလက်မလျှော့ချင်ပါဘူး။သူကလင်မှုဆိုင်ကိုပို့ပြီးတော့အောင်မြင်စေချင်တာပဲဖြစ်ပါတယ်။